်မင်းသမီးအားလုံးမင်္ဂလာပါအခုကျွန်တော်တို့နေမြေလုံခြုံရေးကိစ္စတွေကိုဆက်လက်ပြီးတော့မှဆောင်ရွက်မယ့်အကြောင်းအကြောင်းအနည်းငယ်လေးတင်ဆက်ပေးချင်ပါတယ်အဲတော့ကျွန်တော်တို့အထုဒေတာ6 PNO နေမြေတဲ့ကိုဒီကရပြည်တိအပါဝင်ပေါ့နော်ကရပြည်နယ်ကနေပေါက်ဖွာလာတဲ့ရေနေမျိုးသားကာကွယ်ရေးတပ်အာသူတို့ဒီဒီလက်နေကင်အဖွဲ့တွေပေါ့နော်ခရယာပြည်နယ်ကနေပေါ်ဖွာလာတဲ့လက်နေကင်အဖွဲ့တွေအာတော်တော်များများပေါ့နော် ကျွန်တော်တို့ဒီ PNO နေမြေတဲကို လုံးဝမလေးစားတဲ့အချက်တွေရှိခဲ့ပါတယ်အဲ့ဒီအချက်တွေကိုကျွန်တော်အာထောက်ပြချင်တာပေါ့နော်အဲ့တော့ဒီအထူးဒေသ6 PNO နေမြေတဲမှာ2020နိုင်ငံရေးအချုပ်အထွေးတွေကိုနိုင်ငံရေးအချုပ်အထွေးဖြစ်နေတဲ့ကာလကိုတို့ကအခွင့်ကောင်းယူတာအခွင့်ကောင်းယူပြီးတော့ဘာလုပ်လဲဆိုရင် PNO နေမြေတဲကို2022မေလအဲအဲကနေစပြီးတော့မှာ ဒီ2025ဇွန်လအထိကို BNO နယ်မြေတဲကိုဝင်ရောက်ကျူးကျော်ပြီးတော့မှအာပူပေါင်းတိုက်ခိုက်ခဲ့ကြတာ၄နှစ်လုံးလုံးကျွန်တော်တို့ပိုးပြည်သူတွေရဲ့ကြေးရွာတွေပိုးပြည်သူတွေရဲ့နေအိမ်တွေပေါ့နော်အာဒါတွေကိုအာဒီကရပြည်နယ်ကနေပေါက်ဖွားလာတဲ့ဂရီနီမြို့သားကကွေတက်အာသူတို့ကစခန်းအဖြစ်အသုံးချတယ်နော်ပိုးပိုးပြည်သူတွေရဲ့ကြေးရွာတွေပိုးပြည်သူတွေရဲ့ နေအိမ်နေနေအိမ်နေဆိုရင်တို့ကကာပါဖြစ်အသုံးချခဲ့တယ်ဒါလေးနှစ်လုံးလုံးပိုးပြည်သူတွေကစိပေးချောင်ဘဝနဲ့အာဒုက္ခပေါင်းများစွာခံစားခဲ့ရတယ်ဂရီနီမျိုးသားကကွေတက်ပူပေါင်းဖွဲ့တို့ကပိုးနေမြေတဲကိုကျူးကျော်ပြီးတော့မှတိုက်ပွဲလာဖို့တိုင်းကျွန်တော်တို့ပိုးပြည်သူနဲ့ရန်တန်ကာတွေလည်းအသက်ခံခဲ့ရတာကြီးလည်းအများကြီးရှိခဲ့တယ်เนาะနောက်ပြီးတော့ဒီ၄နှစ်လုံးလုံး ကဒီကရပြည်နယ်ကနေပေါက်ဖွားလာတဲ့ဂရီနီမျိုးသားကာကွယ်ရေးတပ် KNDF တို့ကပိုးပြည်သူတွေကိုအနိုင်ကျင့်စော်ကားခဲ့တယ်။ပြီးရင်ပိုးနယ်မြေတဲကိုလည်းကျူးကျော်ဝင်ရောက်ပြီးတော့မှစခန်းချနေထိုင်ခဲ့ကြတယ်။ဒါလေးနှစ်လုံးလုံးတော့အာခင်ဗျားတို့ပဲတွေးကြည့်လိုက်။ဒါလက်နဲ့ကင်သားတဲ့ဖွဲ့စည်းဆိုတာအဲ့သူနယ်မြေကုနယ်မြေရှိတယ်။အဲ့တော့စီးပောင်ထားပြီးတော့မှအပြန်လာလေးစားမှုတွေအာထားရှိဖို့လိုတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီ ကရပီနယ်ကနေပေါ်ဖွာလာတဲ့ဂရီနေမျိုးသားကောက်ွယ်ရေးတပ်နဲ့ကရမ်ပီတိအဖွဲ့တို့ကလည်းနောက်ထပ်ကျွန်တော်တို့ပိုးဒေတာပိုးနေမိတဲ့ကိုဝင်ရောက်တိုက်ခိုက်စော်ကားနေမယ်ဆိုရင်တော့ဒါအာကျွန်တော်တို့ပြီးခဲ့တဲ့တချိန်2000ခုနှစ်ပြောမယ်ဆိုရင်1990-93အဲဒီချိန်တုန်းကတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အဲကျွန်တော်တို့ဟိုနေမြေအရှုရှိရကျွန်တော်တို့ပြန်လဲရယူထားတဲ့နေမြေတွေရှိတယ်ပြီး2000 ခုနှစ်တုန်းကလည်းဒါကျွန်တော်တို့ PNO နေမည်ဖြစ်ခဲ့တဲ့အာလွယ်ပါတို့ဆောင်းနှန်းခဲတို့နော်မင်းနော်အဲအဲ့ဒီနေရာတွေကျွန်တော်တို့ပြီးရင်လွယ်ဂျီတီတို့အဲ့ဒီနေရာတွေက PNO ရခိုင် PNO နေမည်တွေဖြစ်ပါတယ်နော်အဲ့တော့ဒီအာကရံပီတိကပဲပြီးဖြစ်ပေါ့နော်သူတို့ကဲပီတိကနေပေါက်ဖွာလာတဲ့ KNA တို့ပဲပြီးဖြစ်အာနောက်ပြီးကျတော့ဒီ Green Nimyoda Gawe ကကွေတဆိုလားဘာလို့အဲ့ဒီအဖွဲတွေပဲပြီးဖြစ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဘူဒီတာဘူနေမိတဲ့ကိုဝင်ရောက်တိုက်ခိုက်ဆော်ကားနေမယ်ဆိုရင်တော့အခုချိန်ကနေစပြီးတော့မှဘူနေမိလုံချုံရေးအတွက်ရခင်ပြန်ဦးနေမိဖြစ်ခဲ့တဲ့အဒီလွယ်ကြည်တီလွယ်ပေါင်းစောင်းနှံခဲစတဲ့နေရာတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းရလိမ့်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဟာဒါဟာကျွန်တော်တို့လက်တော့ပြန်ချင်းမဟုတ်ဘူးနော်ဒါကျွန်တော်တို့ကလူမျိုးပြည်တနာဖြစ်နေတာလည်းမဟုတ်ဘူး ကျွန်တော်တို့တခြားအာလက်နဲ့ကြိုက်ဖွဲ့စည်းဒီကရပြနယ်ကလက်နဲ့ကြိုက်ဖွဲ့စည်းကျွန်တော်တို့လေးစားနဲ့ဒါကျွန်တော်တို့မလေးမစားလို့တာမဟုတ်တော့ကျွန်တော်တို့လေးစားခဲ့တယ်လေးစားခဲ့လို့ပဲကျွန်တော်တို့ကာအဲ့ဒီနယ်မြေတွေတဲကိုဝင်ရောက်တာတွေမရှိခဲ့ဘူးပေါ့နော်အဲ့တော့အာဒီဒါကျွန်တော်တို့ကကိုယ့်ရဲ့နေမီလိုချင်ကိစ္စအတွေ့ဒါဆက်လက်ဆောင်ရမှာဖြစ်ပါတယ်ဒါလည်းတော့ပြန်ရှင်းမဟုတ်ပဲနဲ့ကျွန်တော်တို့ ရဲ့အထုဒေတာ6ပြင်ဟိုနေမြေဘိုးဒေတာဘိုးနေမြေလုံချုံကြီးအတွဲ့ပြီးရင်အဲဘိုးဒေတာထဲမှာရှိနေတဲ့ငင်းတော်တိုင်းသားပါဝင်ကျွန်တော်တို့ဘိုးတိုင်းသားတွေအားလုံးပြည်သူဘွားဒီငင်းအေးချမ်းကြီးအတွဲ့ဒါလုံချုံကြီးကိစ္စဆောင်ရွက်ချင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်